မင်္ဂလာပါရှင်။နိုဝင်ဘာလ၁ရက်နေ့စနေနေ့အတွက်ရန်ကုန်တခွင်သတင်းစုံလင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဤပညာတက်တူမော်ပြီးတွင် Project Show 2025 and Job Fair ဖွင့်ပွဲအခမ်းအနားကျင်းပတဲ့သတင်း Project Show 2025 and Job Fair ဖွင့်ပွဲအခမ်းအနားကိုအောက်တိုဘာလ30ရက်နနက်ပိုင်းကဤပညာတက်တူမော်ပြီးတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများမြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မြန်မာနိုင်ငံပြည်သူ့ကကောင်စီမြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းနှင့်ပညာရေးဆိုင်ရာဖွဲ့စည်းများပညာရှင်များဤပညာတက်သို့မှော်ပြီးမှပမောက္ခချုပ်ဒုတိယပမောက္ခချုပ်ဆရာဆရာမများကျောင်းသားကျောင်းသူများစိတ်ပါဝင်စားသူများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည် ရှေးဦးစွာ Project Show 2025 and Joffe ဖွင့်ပွဲခမ်းနားကိုနီးပညာတက်သူမော်ပြီးပေါမောက်ခချုပ်ဒေါက်တာဂီတီလွင်နဲ့အတူတာဝန်ရှိသူများကဖဲချိုဖြဲ့၍ဖွင့်လှစ်ခဲ့ပါတယ်။ခန္ဓာတွင်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းကနှုတ်ခွန်းဆက်အဖွင့်အမှားစကားပြောကြရာကျောင်းသားကျောင်းသူများမျိုးဆက်သည့်အင်ဂျင်နီယာလူငယ်တို့ရဲ့အတွေ့အကြုံများသူတေသနာများနှင့်ဖန်တီးနိုင်မှုများကိုပေါ်လွင်လာစေသည့်အ အလွန်ရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်ပါကြောင်းအလားတူအလောက်ကန်ရှာဖွေရေးတွင်လည်းလုပ်ငန်းရှင်များနှင့်အနာဂတ်မျိုးဆက်သစ်လူငယ်များကိုတနေရာတည်းတွင်တွေ့ဆုံမိခွင့်လန်းကောင်းတည့်ရလည်းဖြစ်ပါကြောင်းနှင့်လူငယ်များရဲ့ဘဝအတွက်အလွန်တန်မိုးရှိပြီးလုပ်ငန်းရှင်များအတွက်လည်းဝန်ထမ်းကောင်းဝန်ထမ်းသင့်များနှင့်တွေ့ဆုံနိုင်ပြီး public private partnership PPP model ကောင်းတစ်ခုဖြစ်ကြောင်းဖြင့်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကအခမ်းအနားဖြစ်မြောက်ရေးအတွက်ဂုံပြူချင်းမြင့်ငွေများကို ပေးအပ်ရာပေါမောက်ခချုပ်ဒေါက်တာကေတီလွင်ကလက်ခံခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးဤပညာတက်တူမှော်ပြီးပေါမောက်ခချုပ်ဒေါက်တာကေတီလွင်က ပြပွဲပြိုင်ပွဲများအကြောင်းကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ထို့နောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ကចောင်းသားចောင်းသူများ၏ project များလက်လက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရပါတယ်။ အဆိုပါ Project Show 2025 Job Fair အခမ်းအနားကိုအောက်တိုဘာ30ရက်နေ့အောက်တိုဘာ31ရက်တွင်ကျင်းပမည်ဖြစ်ကြောင်းသိရပါဗျ။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့ခဲ့တာပဲဖြစ်ပါရဲ့ရှင်။ဆလတ်တင်ဆက်ပေးမယ့်တင်ရတော့တိုက်ကြီးမျိုးနဲ့2025 2026ခုနှစ်မိုးစဘာဆန်ကွက်ရိတ်သိမ်းပွဲတောင်သူများတို့နေကြမျိုးစေ့များ drum စီတာများဖြန့်ဖြူးပေးရခြင်းနဲ့ ကျစိမ့်မျိုးစာကျက်ပတ်ဆိုင်ပြုပွဲခန္ဓာကျင်းပါတဲ့တွင်2025-2026ခုနှစ်မိုးစပါးဆန်ကွက်ရိတ်သိမ်းပွဲတောင်သူများကိုနေကြာမျိုးစီများ drum စီတာများဖြန့်ဖြူးပေးအပ်ခြင်းနှင့်တစ်စိမ့်မျိုးစာကျက်ပတ်ဆိုင်ပြုပွဲခန္ဓာကိုအောက်တိုဘာ30ရက်နေ့နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ရင်းတိုက်ကွင်းကြီးရွာအုပ်စုရင်းတိုက်ကွင်းနှင့်တောင်သူဦးဝင်းကြိုင်၏လယ်တွင်ကျင်းပကြောင်းသိရပါသည် အခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတောင်သူများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအမှားစကားပြောကြရာ drum စီတာဖြင့် စပားဆိုင်ပြူရည်နီးစနစ်များကိုနှွေစပားရာသီမှစပြီးဆောင်ရွက်ခဲ့ကြကြောင်း drum cedar ကြဲကြဲပြင်းပြအုံပြူခြင်းအဖြစ်တောင်သူကြီးများအတွက်ပန်းတိုင်ရထွန်းုံပြည်မီကျော်လွန်အောင်ထီထီရရဆောင်ရွက်နိုင်ပါကြောင်းနှင့်ပြောကြားခဲ့ပါတယ်ထို့နောက်တိုက်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတူအောင်ကတိုက်ကြီးခရိုင်တွင်စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို၎င်းရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးတင်နိုင်က စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို၎င်းရန်ကုန်တိုင်းဒေသကြီးစက်မှုလေယာဉ်ဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှုဦးတင်မောင်ကြီးကတိုင်းဒေသကြီးအတွင်း drum စီတာများဖြန့်ဝေအသုံးပြုမှုအခြေအနေများကို၎င်းရှင်းလင်းတင်ပြခဲ့ကြပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများကတောင်သူများအား drum စီတာများနှင့်နေကြာမျိုးစေ့များကိုပေးအပ်ခဲ့ကြပါတယ်။ ထို့နောက်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးကျုံနှင့်အဖွဲ့ကပြသထားသည့်စပားမျိုးစီနမူနာများ tram စီတာများစိုက်ပျိုးရေးလုပ်ငန်းသုံးအနှိမ့်တင်ဆိုလာနှစ်ချက်တွဲရည်တင်ဆက်များနှင့်ကောက်ဆိုင်ဆက်များဓာတ်မြေဩဇာများ မိုးစပါးဆံကွက်အားရိတ်သိမ်းချွေဆက်ဖြင့်ရိတ်သိမ်းနေမှုနှင့်ရိတ်သိမ်းပြီးလည်မြေအတွင်ဆက်မှုလေယာဉ်ဦးစီးဌာနမှ ကောက်ရိုးထုံးဆက်ဖြင့်ကောက်ရိုးထုံးဆောင်ရွက်နေမှုများတစ်စိမ့်မြေဩဇာပိုက်ဆံရော်ကျဲပတ်စိုက်ပျိုးနေမှုများနှင့်စိုက်ပျိုးရေးသုံးပြကန်များကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်မိုးစွားဆံကွက်ရိတ်သိမ်းပွဲတွင်တောင်သူဦးဝင်းကြိုင်ဤလေကို စီစီရိတ်သိမ်းရာတဧကလင်းစပါတင်6ထွန်း69တသမ49တင်ထွက်ရှိကြောင်းသိရပါတယ် ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့ခဲ့တာပဲဖြစ်ပါရဲ့ရှင်။နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့2025ခုနှစ်ရန်ကုန်တိုင်းဒေသကြီးကပတ်မျက်မမြင်ပပျောက်ရေးနှင့်ထိမ့်မက်ခန္ဓာကျင်းပါတဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီး2025ခုနှစ်ကပတ်မျက်မမြင်ပပျောက်ရေးနှင့်ထိမ့်မက်ခန္ဓာကိုယနေ့နနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးတာကေတာမြို့နယ်ရှိ လူငယ်စင်တာတွင်ကျင်းပကြောင်းသိရပါတယ်။ရှိဦးစွာရန်ကုန်တိုင်းဒေသကြီးဆိုရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးထေအောင်ကအဖွင့်အမှားစကားပြောကြားပြီးရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါက်တာအေးမှုမွန်ကျော်ကမရှိ၍မလင်းသူမရှိစေရအစီအစဉ်ကိုအခြေပြု၍ရန်ကုန်တိုင်းဒေသကြီးအတွင်းမျက်စိကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးကပ္ပမျက်မမြင်ပပျောက်ရေးနှင့်ထိမ့်မှန်ဖြင့်ဒေသခံပြည်သူများအားမျက်စိစမ်းသပ်စစ်ဆေးခြင်းကို ဆောင်ရွက်ပေးကြရာ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးပမောက်ခဒေါက်တာအေးထွန်း တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်နဲ့တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှဒေါက်တာနန္ဒဝင်းနှင့်တာဝန်ရှိသူများကလိုက်လံကြည့်ရှုအားပေးပြီးမျက်မှန်တက်ဆင်ရန်လိုအပ်သူများကိုမျက်မှန်များတက်ဆင်ပေးခဲ့ကြပါတယ်။အဆိုပါမျက်စိစမ်းသပ်စစ်ဆေးခြင်းကိုရန်ကုန်ရှေ့ပိုင်းပြည်သူ့စီယုံကြီးရန်ကုန်အနောက်ပိုင်းပြည်သူ့စီယုံကြီးလှိုင်သာယာပြည်သူ့စီယုံကြီးတို့မှမျက်စိအထူးကူဆရာဝန်ကြီးများနှင့်တူနာပြုများကဆောင်ရွက်ပေးခဲ့ကြပြီး ဒေသခံပြည်သူ900ကိုစံတက်စစ်ဆေးပြီးမျက်မှန်များတက်ဆင်ပေးခဲ့ကြတဲ့အကြောင်းသိရပါဗျ။ဒီသတင်းကိုတော့အောင်မြင်ရပြီးပို့ခဲ့ရပဲဖြစ်ပါရဲ့ရှင်။